ကျမ်းမာတော်မူကြပါကခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘလ22ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရမှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကုစရေးအဖွဲ့တက်ရောက်နေကြောင်းတင်ဆက်ပေးပါမယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ 151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မောင်အောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကယမန်နေ့မှာထုတ်ပြန်လာပါတယ်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအနာသိစစ်ဥစုကကျင်းပမယ်ရွေးကောက်ပွဲနဲ့ရလက်အပေါ်ကန့်ကွက်ပေးဖို့နဲ့အတိအမှတ်မပြူရေးမတရားဖန်စီထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ကန်လွတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020အထွေထွေရွေးကောက်ပွဲအနိုင်ရလွတ်တော်ကုစလေတွေနဲ့ CRPH ကိုကမ္ဘာလွတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးအချက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါတယ်။လက်ရှိပဋိပက္ခဖြေရှင်းရင်းနဲ့ရည်ရှိတည်တံ့တဲ့အဖြေရှာခြင်းမှာတော်လိုင်းအင်အားစုရဲ့ဆောင်ရွက်သွားမယ်လုံငန်းစီတွေအပေါ်ထိရောက်သောပံပိုးကူညီမှုတွေရရှိရေးကိုလည်းအတိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအော်တိုဘားလ19ရက်နေ့မှာ အာရှပစိဖိတ်အုပ်စုအေရှာပစိဖိတ် group နဲ့အမျိုးသမီးလွှတ်တော်ကိုစလေဘိုရန်တုတ်ကိုတက်ရောက်ခဲ့လို့အော်တိုဘားလ20ရက်နေ့မှာလဲအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါအပြင်မလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်အော်စတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရင်းနဲ့လည်းတီချားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုတွစ်ဆုံဆွေးနွေးမှုတွေအတွင်းမှာအချမ်းဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အချမ်းဖတ်မှုတွေအဲ့ဒီလုံရက်တွေကြောင့်နေရစွန့်ခွာနေရပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းတာပြီး မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ CRPH ကိုအတိတ်ကစွန့်နှိပ်ပတ်မိဖက်အဖြစ်အတိမတ်ပြုခဲ့ကဒီကနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရေတာရှည်မြို့နယ်ရွာသစ်ကြေးရွာမှာရှိတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးသေဆုံးခဲ့ပြီးစစ်တုံးဘ2ဦးနဲ့အတူလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိတ်ကန်ရွာတိကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်သားတွေကိုဝန်းရောက်တိုက်ခိုက်ခဲ့ရမှာဒူပိုမူကြီးညီနိုင်အပါအဝင်စစ်သား15កောင်တိတ်ဆုံးခဲ့ပြီးစစ်တုံးဘတ်နှုံးနဲ့တူလက်နက်ခရမ်းများတင်ဆက်ရရှိခဲ့ကြောင်းအမတ်နဲ့စစ်စင်ရေးနေမြေတာဝန်ရှိသူတို့ကပြောကြပါဗါဒ်အော်တိုဘားလ20ရက်နေ့ကရီတာရှီမြို့နယ်စစ်တောင်းမြစ်အရှိတ်ကန်မှာရှိတဲ့ရွာတိကျေးရွာမှာအင်အား60ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအတိနာပြီးစုခွာထွက်ပြေးသွားကြောင်းအဲ့ဒီလိုစစ်သားများစုခွာထွက်ပြေးသွားမှုကြောင့်ရွာသိကြီးရွာအထိုင်စခန်းနဲ့ကြီးရွာအတွင်းမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့ကင်းစခန်းများအားလုံးကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်ပမတက်ရင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား55ဦးခန့်သေဆုံးခဲ့ပြီးစစ်တုံးဘက်အုပ်ဖမ်းဆီးရရှိခဲ့ကြောင်းသိဆုံးသွားတဲ့တရင်မှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဟာ လီချောင်းရန်ကာကွယ်ရေးတပ်လက်ကတ2029မှာဖြစ်ပြီးလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်၍ကုခတ်မှုပြုလုပ်တဲ့အတွက်ကြောင့်အသေးပြတ်တက်လိုက်ရခြင်းဖြစ်ကြောင်းသိပေးထားပါတယ်။မနေ့ကရော်တစ်တိုက်ပွဲမှာတရင်အပါ15ဦးတည်တယ်၊တုံပန်း2ဦးရတယ်၊လက်နက်တွေလည်းရတယ်၊တေဆုံသွားတဲ့စက္ကဆတရင်မှုကဒုဗိုလ်မူကြီးဦးညီညီနိုင်ဖြစ်ပြီးတော့လီချောင်းရန်ကာကွယ်ရေးလက်ကတ2029တက်ကဖြစ်ပါတယ်။အိမ်တော်ရှိပြီးဇနီးနဲ့တာသမီတွေက နေပြည်တော်မှနေထိုင်နေတယ်လို့သိရပါတယ်လို့အမနစ်စစ်စင်ရေးနေပြည်တော်ဝန်ရှိသူတို့ကပြောကြပါတယ်။ဒါအပြင်အကြံဖတ်စစ်သားများထမ drone ကြံပါအထိုင်စက်ကြီးတစ်လုံး MA11 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် G3 အမျိုးအစားတနက်3လက်60မမတလက်ပစ္စတိုတလက်60မမ G5 လုံး G ပေါက်10ခု G မျိုးစုံအတောင့်တထောင်ခန့်နဲ့မီးစက်တစ်လုံးတို့ကိုတင်ဆက်ရရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစီယုံကျုပ်ရဲ့လမ်းညွှန်ချက်အတိုင်းနေပြည်တော်တိုင်းစစ်ထနလက်အောက်မှာရှိတဲ့တရင်များစုဖွဲ့ထားတဲ့ viewer စစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြားမှာပဲပိတ်မိနေတဲ့ကျေးရွာပြည်သူများကိုတိုက်ပွဲလွတ်ရာနေရာကိုကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာစစ်ကော်မရှင်တပ်ပမစစ်ကူအင်အားများဖြင့်တင်းပြီးပြန်လည်တိုးဝင်လာတဲ့အတွက်ကြောင့်တိုက်ပွဲငယ်များဆက်လက်ဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့်စစ်တောင်းမြေကန်ဝင်းချင်မှရှိတဲ့ကြီးရွာမြတ်မှမိဘပြည်သူများအနေနဲ့စည်ရီးတတိဖြင့်နေထိုင်သွားလာကြပါရန်အတိပေးထားပါတယ်။ဘီဝါစစ်ကြောင်းအနေနဲ့အမှတ်နဲ့စစ်စင်ရေးနေမြေစစ်တောင်းမြေအရှိတ်ကန်ရေတာရှည်နဲ့အခြားဒေသများမှနေပြည်တော်တိုင်းစစ်ဌာနအနေနဲ့စစ်စင်ရေးများအကောင့်တွေပေါ်စောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာစစ်တပ်ရဲ့ KK Pat စီနီမှုဟာအတုအယောင်သာဖြစ်ပြီးပြည်ထနာအားလုံးရဲ့ဇင်းမြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကိုအရေးယူမှသာမြန်မာအရေးဖြေရှင်းနိုင်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမြန်မာစစ်တပ်ရဲ့ KK ဘက်ကိုဝင်ရောက်စီးနှင်းမှုဟာအတုအယောင်သာဖြစ်ပြီးပြည်ထနာအားလုံးရဲ့ဇင်းမြစ်ဖြစ်တဲ့မြန်မာစစ်အုပ်စုကိုဖျက်သိမ်းအရေးယူမှသာလျှင်စိုက်ဘာပြစ်မှုအကြမ်းတဲသမကမြန်မာအကြမ်းတဲကိုပါအပြီးတိုင်အမြင့်ပြတ်ဖြေရှင်းနိုင်မှာဖြစ်ကြောင်း Justice for Myanmar GFM ကယမန်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ GFM ရဲ့ထုတ်ပြန်ချက်မှာမြန်မာစစ်အုပ်စုဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ KK Pack စိုက်ပါငွေလင်းချံဝန်းကြီးကိုအယောင်ပြစီးနင်းမှုတရပြုလုပ်ခဲ့ကြောင်းအဆိုပါစစ်ကောင်စီရဲ့ဟန်ပြဝင်ရောက်စီးနင်းမှုအတွင်မှာ Starling Set အလုံး30နဲ့အတူအလုသမား2198ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းဖော်ပြပါရှိပါတယ်မြန်မာစစ်တပ်ဟာ၎င်းရဲ့လက်အောက်ခံကရင်နေကြားဆောင်တပ် PGF နဲ့အတူမြေယာထိန်းချုပ်မှုစီးပွားရေးလိမ်လည်မှုများကျူးလွန်ရာအဆောက်အအုံများမှာအကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှု လူကုံကုမှုနဲ့လူသုံးကုံထင်းကျုပ်ရောင်းချမှုကဲ့သို့သောနိုင်ငံဖြတ်ကျော်ရာဆွေးမှုမြတ်မအကျိုးအမြတ်များရရှိနေခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။နိုင်ငံတကာအရေးယူမှုများအနေနဲ့ American ပြည်ထောင်စုရဲ့ကရင်နယ်ကြားဆောင်တပ်ကရင်အမျိုးသားတပ် BGF KNY အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများအကြောင်းဖော်ပြရမှာ BGF တပ်ဖွဲ့ဝင်တွေဟာ KK ဖက်ကိုလုံခြုံရေးပေးနေကြောင်းအစီရင်ခံခဲ့တယ်လို့2024ခုနှစ် Deshi Wali သုတေသနမှာလည်းကရင်နယ်ကြားဆောင်တပ်စစ်တီတွေဟာ ကီကီပတ်မှလုံခြုံရေးပေးနေကြောင်းဖော်ပြထားပါတယ်။ဒါအပြင်ဥရောပသမဂ္ဂရဲ့တန်ခတ်ပိတ်ဆို့မှုမှလည်းကရင်နေချားဆောင်တက်ဒုတိယဘုံမူကြီးစောမုတ်တုံးနဲ့ဘုံမူစောတင်ဝင်းတို့နှစ်ဦးအားကီကီပတ်မှပါဝင်ပတ်သက်သူအကျိုးအမြတ်ရရှိသူများဖြစ်သတ်မှတ်ဖော်ပြကတန်ခတ်ပိတ်ဆို့ခဲ့ကြောင်း GFN ကဆိုပါတယ်။စင်စစ်မြန်မာစစ်တပ်ရဲ့ကုကဲမှုအောက်မှာရှိတဲ့စောချစ်သူနဲ့ကရင်နေချားဆောင်တက်ခေါင်းဆောင်များရဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှပါဝင်ပတ်သက်မှုဟာ ကေကေဖတ်ချက်ပင်များစွာကြော်လွန်ကြည်ပြတ်နေပါတယ်။စောချစ်သူနဲ့၎င်းရဲ့တာသမီများဟာကရင်နယ်ချားဆောင်တက်ကုမ္ပဏီကိုကူမှာအတူတကွပိုင်ဆိုင်ထားပြီးယင်းကုမ္ပဏီများအနက် Myanmar Apollo International Investment Company Limited Apollo Park နဲ့ Yulong Bay Resort Tourism Development Company Limited Yulong Bay Park ကုမ္ပဏီနှစ်ခုဟာစိုက်ပါငွေလိမ်ချန်ကြီးများမှာယင်းညွန့်နယ်ထားကြောင်း Justice for Myanmar ကရခိုင်ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာပြည်တွင်းဥပဒေပြင်၎င်း နိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်များဖြင့်၎င်းအကြံပတ်အဖွဲ့အစည်းတည်ရဖြစ်သလိုမြန်မာပြည်သူများအားမြန်မာနိုင်ငံအတွင်းနဲ့ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အတ္တမဖီအားပေးရွှေပြောင်းစည်းမှုကြီးအတွက်တာဝန်ရှိသူဖြစ်ပြီးဒေသရင်းမတည်ငြိမ်မှုရဲ့အတိတ်ကရေတောက်မြစ်လက်သေးတည်ရခံဖြစ်တယ်လို့လည်းဆိုပါတယ်ထို့ကြောင့်စိုက်ဘာငွေလိမ်လုပ်ငန်းများအားကင်တွယ်ဖြေရှင်းမဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေဟာမြန်မာစစ်တပ်နဲ့၎င်းရဲ့ပြည်သူစစ်များအားကျေပြန့်စွာပြစ်မှတ်ထားဆောင်ရွက်ရမှာဖြစ်ကြောင်း GFM ကအတိအပပြောဆိုထားပါတယ်။ဒါအပြင်အဲ့ဒီဝင်ရောက်စီးနှင်းမှုဟာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရင်းဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနဲ့လူကုန်ကူးမှုများမှာပါဝင်ပတ်သက်နေတဲ့စစ်အုပ်စုနဲ့လက်အောက်ခံကရင်နေကြားဆောင်တပ်တို့ရဲ့အထက်အခန်းကဏ္ဍကိုအာယုံပြောင်းလှည့်စားရန်ကြိုးပမ်းမှုတည်းရဖြစ်တဲ့အတွက်လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာအဆိုရများအနေနဲ့စစ်အုပ်စုနဲ့၎င်းတို့ကိုတရားဝင်မှုရရှိစေရန်ကြိုးပမ်းတဲ့အတုအယောင်ရွေးကောက်ပွဲအောင် ြတ်သားစွာစန့်ကျင်ယက်တီကြရန်တိုက်တွန်းတောင်းဆိုထားပါတယ်။အာဆီယံနဲ့နိုင်ငံတကာအတိုင်းဝန်းအနေနဲ့စစ်တပ်ဖျက်သိမ်းပြီး Federal Democracy တည်ဆောက်ရေးအတွက်မြန်မာပြည်သူတွေရဲ့ရုန်းကန်လှုပ်ရှားမှုကိုပံ့ပိုးကူညီခြင်းဖြစ်တာ Cyber ပြစ်မှုအချက်အတဲနဲ့မြန်မာအချက်အတဲတို့အားအပြည့်တိုင်အမြင့်ပြတ်ဖြစ်ရှင်နိုင်မှာဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကပ္ပဆတ်16ရဲ့အရေးကြီးကာကင်စကမ်များအသိခံရပြီးနောက် အတွဲလိုက်ဒုံများနဲ့ပြစ်ကတ်ကဒံယံရတပ်ဖွဲ့ဝင်များအုပ်စုလိုက် ပြန်ဆင်းလာနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပန်းတော်တက်နေမှာရှိတဲ့စစ်ကော်မရှင်ရဲ့အမတ်၁၆ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ၁၆ရဲ့ကာကင်စကန်များအသိမ်းခံရပြီးနောက်ရှေ့တန်းစကန်များမှနေ၍အတွဲလိုက်ဒုံများနဲ့ဇက်တိုက်ပြစ်ခတ်မှုများပြုလုပ်နေကြောင်းသိရှိရပါတယ်။အရခတ်တက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာကပ္ပစ၁၆ရဲ့အတိကကာကင်စကန်666.8အပါဝင်ကာကင်စကန်၄ခုခန့်ကိုသိမ်းပိုက်ယူလိုက်ပြီးနောက် စစ်ကမရှင်ကရှီတန်းစကန်များမှနေ၍အတွဲလိုက်ဒုံးများနဲ့ကပ္ပဆာ16ရဲ့အနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုများလုပ်ပေးနေကြောင်းသိရှိရပါတယ်။ကပ္ပဆာ16အနီးကရွာရီထဲမှာစစ်တပ်တပ်ဖွဲ့ဝင်10ရောက်စီအင်အားချတာပြီးနေမီစစ်စင်းရေးတွေလှုပ်ဆောင်နေပါတယ်။ကြေးရွာထဲမှာလည်းဝချွန်တွင်နဲ့ချင်းစည်းကိုကာခိုင်နေတယ်ပေါ်တာဆွေးတာတွေလည်းတအားများတယ်လို့ဒီတခန့်တူကပြောပါတယ်စစ်ကမရှင်ဟာဒုံးတရင်ဓာတ်တရ6တုံညာ1ရဲ့ရှီတန်းစကန်ဖြစ်တဲ့မိုင်တိုင်း26မှာနေ၍ အတွေးလိုက်တုံးအလုံး30ခန်းနဲ့ကပ္ပဆာ6အနီးကိုပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ကပ္ပဆာ6အနီးမှာရှိတဲ့မတုံကြားချေရာကြောက်စကွဲဖလုံရွာတွေကိုစစ်ကော်မရှင်တပ်စစ်ကြောင့်တွေဟာအယောင်ပြရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံတွေကိုပါဝင်ထွက်ခွင့်ပိတ်ပင်ထားကြောင်းသိရှိရပါတယ်။အဆိုပါကြီးရွာတွေကိုစစ်ကော်မရှင်ကစက်တက်လေးဒီနှစ်စီးနဲ့ကင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတုံနယ်ဘက်မှနေ၍ပန်တောင်တက်တဲ့အတွင်းကိုဒေသခံများအားအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေတာခံများထံကနေသိရှိရပါတယ်။အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကာကွယ်ပစ္စည်းဆက်ယုံတွေဘက်ကိုဥတည်လာပြီးစစ်ကော်မရှင်ကစစ်ကြောင်းတွေကိုအင်အားတိုးချဲ့ကာပန်တောင်တက်နေအတွင်းကိုပို့ဆောင်ခုခံရပြင်ဆင်လျက်ရှိပါတယ်။ဒါ့အပြင်အနောက်တောင်တိုင်းစစ်တနာချုပ်နောက်တခါနေမီအတွင်းမှာစစ်ကြောင်းနှစ်ကြောင်းကိုညောင်ကျိုးစစ်မီပြင်းကိုအရေးပေါ်ခေါ်ယူလာကြောင်းတက်သတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။ယခုရပိုင်းအတွင်းမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာတွေကိုရခိုင်ရုံးမပေါ်မှနေ၍ အဆုလိုက်အပြုံလိုက်နောက်တန်းကိုပြန်လဲခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းတဲ့လူနာများပါပါရှိလာကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဘိန်းနဲ့နောင်ချူမှာစစ်မှုတန်းတပ်သားတဲ့နှုံးနဲ့စစ်သားတအူးတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းဘိတ်ခရိုင်အခြေဆိုင်ခလာရ133တက်ရင်မှာစစ်မှုတန်းတပ်သားတဲ့တအူးနဲ့စစ်သားတအူးတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။စက်တင်ဘာလ28ရက်နေ့နဲ့အောက်တိုဘာလ2ရက်နေ့တို့မှာဗိတ်ခရိုင်အကြီးဆိုင်ခလာယာ133တရင်မှစစ်မှုတန်တပ်သားတဦးနဲ့စစ်သားတဦးတို့ဟာတနက်တလက်ယူဆောင်လာပြီးတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတံကိုဆက်သွေးရေးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့သူနှုတ်ကိုဂုံပြူစုငွေချင်းမြို့ရှိပါတယ်။ကျွန်တော်တို့360ချင်းမြို့ရှိပါတယ်လို့ ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကဆိုပါတယ်အဆိုပါစစ်သား၂ဦးဟာ MA2 တနက်တလက်ကြီပေါက်၄ခုကြီ260တောင်းတို့ယူဆောင်လာခဲ့ကြောင်းလက်ရှိအချိန်မှာ၎င်းတို့ကိုနေထွေးစွာကျူစုလက်ခံထားကြောင်းဆက်လက်၍ပြည်သူလူထုဘက်ရက်တီလူပါကတနင်္သာရီတိုင်းစစ်ဌာနရဲ့တရင်တပ်ဖွဲ့များနှိစက်ရတော်လရင်တပ်များထံကိုအမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်းတနင်္သာရီတိုင်းစစ်ဌာနရဲ့တရင်တပ်ဖွဲ့များထံကိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုံပြုကြီးမြင့်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အလားတူရှမ်းပြည်နယ်နောင်ချိုမြို့မှာလည်းစစ်မှုတပ်တပ်သားတပ်တဦးအလင်းဝင်ရောက်ခဲ့ကြောင်းကြောက်မဲခရိုင်ထူတိုက်ခရီးတပ်ဖွဲ့မှထောက်ပို့ရဲဘော်မက်ရွှေကျူးကစုပါတယ်။အော်တိုဘားလ18ရက်နေ့မှာနောင်ချိုမြို့နယ်အတွင်းတံတားပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းနဲ့လိုက်ပါလာတဲ့နမ်လမျိုးအခြေဆိုင်ခလာရ143တရင်မှစစ်မှုတန်တပ်သားကိုအောင်ကျော်ဟာအဆောင်စစ်သားများအလစ်မှထွက်ပြေးလာပြီး ကြောင်မဲခရိုင်အထူးတက်ခရီးတက်ပွင့်တန်းကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။သူကနောင်ချိုမှာတံတားတွေခင်းပြီးတံတားတွေပြင်နေတဲ့အချိန်မှာအဆောင်စစ်သားတွေရဲ့အလစ်မှာထွက်ပြေးလာတာပါ။လက်ရှိကတော့သူ့ကိုကောင်းကောင်းမွန်မွန်ထားရပါတယ်။သူမိသားစုတွေစီကိုတော့ပြန်ပို့ပေးဖို့စီစဉ်နေပါတယ်။သူမိသားစုတွေနဲ့တွေ့ပြီးရင်တော့တော်လန်ရေးတဲ့ကိုဆက်လက်ပါဝင်မယ်လို့ပြောဆိုထားပါတယ်လို့ကြောင်မဲခရိုင်အထူးတက်ဖွဲ့မှထောက်ပို့ရဲဘော်မတ်ရွှေကျူကဆိုပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားကိုအောင်ကျော်ဟောင်း မန္တလေးမြို့ကြောက်ဝိုင်းမှာပေါ်တာဆွဲဖမ်းဆီးခံရပြီးမကွေးစုဆောင်ရေးတပ်ကိုပို့ဆောင်ခြင်းခံခဲ့ရကြောင်းအဲ့ဒီနောက်မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ကနမ်လန်မြို့ကိုပို့ဆောင်လာပြီးစစ်မှုထမ်းအပတ်စဉ်ဆက်နှစ်ကိုတက်ရောက်ခဲ့ရသူဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်ကမရှင်လက်အောက်ခံစ3လုံးလက်ထောက်စုံစမ်းရေးမှု90နေရာခေါ်ယူပြီးဖိနှိပ်ရင်းနဲ့သတင်းထောက်လန်းရေးအင်အားဖြည့်တင်ခြင်းလို့တုံ့တက်မိကြောင်းတင်ဆက်ပေးပါမယ် စစ်ကမရှင်လက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးဟာလစ်လက်နေတဲ့လက်ထောက်စုံစမ်းရေးမှူးရာထူး90နေရာအတွက်ဝန်ထမ်းများခေါ်ယူခဲ့ပြီးအဲ့ဒီလိုခေါ်ယူမှုဟာပြည်သူကိုဖိနှိပ်ရတဲ့တော်လှန်ရေးတပ်င်းများစုဆောင်းရန်အတွက်အင်အားဖြည့်တင်းကျင်းဖြစ်ကြောင်းနိုင်ငံရေးလှလသူတွေကသုံးသပ်ပါတယ်စာသုံးလုံးဌာနမှာပြည်ကနေ2024ခုနှစ်ကလည်းလက်ထောက်စုံစမ်းရေးမှူးရာထူးနေရာများစွာခေါ်ယူပြီး2024ခုနှစ်ဇန်နဝါရီလမှာ လက်ထောက်စုံစမ်းရေးမှူးယာဒု65နေရာ ခေါ်ယူခဲ့ပါတယ်။စသုံးလုံးဌာနဟာ၎င်းရဲ့မူလတာဝန်များအနက်နိုင်ငံတော်လုံခြုံရေးအတွက်တရေများစုဆောင်တင်ပြရေးကိုသာပုံမအယုံဆိုင်လာပြီးယခုကဲ့သို့အင်အားတိုးမြင့်ခြင်းမှာတော်လန်ရေးတရေများထောက်လန်းရန်ပြည်သူလူထုကိုဖိနှိပ်ရေးရန်နယားဖြင့်အရေးယူနိုင်ရန်စစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးရန်နယားထိန်းချုပ်ရန်စတဲ့ရည်ရွယ်ချက်များကိုပုံမလှုပ်ဆောင်လာကြောင်းနိုင်ငံရေးလှစ်လာသူတွေကဆိုပါတယ်။မင်းအောင်လိုက်အာနာသိမ်းပြီးနောက်မှာစာသုံးလုံးက နိုင်ငံရေးအရာအရေးပါတဲ့ဌာနတစ်ခုအဖြစ်မြင့်တက်လာတဲ့စစ်ကော်မရှင်အာဏာတည်မြဲရေးအတွက်ထောက်လန့်စုံစမ်းမှုအပိုင်းကိုအတိအကျထားပြီးပိုလုပ်လာတာတွေ့ရတယ်လို့လိလသုံးသက်သူတဦးက ARD Time ကိုပြောပါတယ်စစ်ကောင်းဆောင်မရောက်လိုက်အာဏာမသိမ်းမီ2018ခုနှစ်မှာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကိုနောက်ဆုံးအကြိမ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စုစုပေါင်းဝန်ထမ်းအင်အား2846ဦးတည်ရှိခဲ့ပါတယ်စာသုံးလုံးဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ဆက်ဆက်သူများနဲ့ငွေကြေးထောက်ပံ့မှုများကိုထောက်လန်းစုံစမ်းခြင်း CDM မှာပါဝင်ခဲ့တဲ့ဝန်ထမ်းများနဲ့ထောက်ပံ့သူများကိုဖော်ထုတ်အရေးယူခြင်းစစ်ကော်မရှင်ကိုဝေဖန်သူများတော်လှန်ရေးတရင်များဖြန့်ဝေသူများအထူးသဖြင့်လူမှုကွန်ရက်သုံးဆွဲသူများကိုပုံမှန်905ကကြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်ဆက်သွယ်ရေးဥပဒေစတင်လို့နဲ့တရားစွဲဆိုနိုင်ရန်အတွက်အချက်အလက်စုဆောင်းခြင်းများလှုပ်ဆောင်လာခဲ့ခြင်းလည်းဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့မိုးကုံးမြို့ဖះငါးစုအနီးဝန်းကျင်နဲ့ဖူးစစ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျင်မှုကလေးငယ်သုံးဦးသိဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အချံဖတ်စစ်တပ်ကမိုးကုံးမြို့ဖះငါးစုအနီးဝန်းကျင်နဲ့ဖူးစစ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျေချခဲ့ရမှာကလေးငယ်သုံးဦးသိဆုံးသွားခဲ့ရကြောင်းမိုးကုံးဒေသပြည်သူများကဆိုပါတယ်။ယမန်နေ့အော်တိုဘားလ27ရက်နေ့မွန်းလွဲ3နိုင်ခန့်မှာအချံဖတ်စစ်တပ်ကမိုးကုံးမြို့ဖះငါးစုအနီးဝန်းကျင်နဲ့ န်တော်ဖူစေဘလုံးကွင်းကိုလေရင်နဲ့ဘုံကျေချခြင်းဖြစ်ကြောင်းအဆိုပါဘုံကျေချမှုကြောင့်ကလင်းငယ်၃ဦးသေဆုံးခဲ့ရပြီးလူဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မိုးကုတ်အရှိပိုင်းကိုဘုံနဲ့ချင်းကျဲပါတယ်။ဘုံတလုံးကဖယားငါးစုနားမှာတလုံးကြတယ်။နောက်ပြီးကလေးတွေကစားနေတဲ့ကန်တော်ဖူစေဘလုံးကွင်းကိုဘုံတလုံးကြတယ်။ကလေးတုံးသိဆုံးပြီးလေးဦးတရန်ရပါတယ်လို့မိုးကုတ်ဒေတာတရင်ကြီးမြတ်တူကဆိုပါတယ်အလားတူအော်တိုဘားလ19ရက်နေ့ကလည်း အကြံဖတ်စစ်တပ်ကမိုးကုံမြို့နယ်အနောက်ကျန်းရေအီးကြီးရွာမှာရှိတဲ့မွေးမြူရေးကြက်ချံကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိပေမဲ့လည်းကြက်ချံများပျက်စီးခဲ့ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့အရန်ကောင်းတဲ့မြေပြင်စီရေးသုံးသက်ချက်တွေကတော့တော်လန်ရေးတပုံဆိုတာအနာကအစိုးရပဲတော်လန်ရေးတိုက်ပွဲကြာမြင့်လာတဲ့အခါအကြံဖတ်စစ်တပ်ကို PR ပေးလာတဲ့ ERO အုပ်စုတွေအပြန်အလှန်လွန်ထိုးနေတဲ့အုပ်စုနဲ့စစ်ကောင်စီရဲ့ ျူအပေါင်းလူလိုင်းသုံးတဲ့တံကြောင့်ဖယိုဖယဲဖြစ်နေတဲ့အုပ်စုသုံးစုတွေ့လာရတယ်။ဒါအပြင်စစ်ကောင်စီနဲ့ပေါင်းပြီးအယိုးကိုက်ခြင်းတဲ့ EAO အချို့တွေမိဖက်လက်နက်ကန်အဖွဲ့တွေစတဲ့စစ်ခွမ်းသေးတွေဆိုပြီးရှိကြပါသေးတယ်။တော်လိုင်းကြီးငါးနှစ်ပြည့်လာကနေမှတစ်တုံညာနှစ်ခုစစ်စင်ရေးရဲ့လိုင်းတံကြောင့်စက္ကမတက်တွေပြိုဆင်းဖို့လက်မတင်အချိန်လေးမှာတရုတ်ရဲ့စက္ကမအပေါ်ပုံအောင်ပြီးစီရေးအထောက်ပံ့တဲ့ဤပညာပံ့ပိုးလာမှုကြောင့်ပြန်လဲကောင်းတောင်ထလာနိုင်ခဲ့ပါတယ် စီနော်ရဲ့မန်မဲချင်းချုံတန်အောက်မှာ MND လမ်းရှုပ်ကိုလက်လွတ်ပေးလိုက်ရပါတယ်။ရှမ်းမြောက်လမ်းကိုပြန်ဖွင့်ခြင်းနဲ့တရုတ်ရဲ့ဖြန့်ငါပြက်အပြင် 3BHA ကိုထောက်ပံ့ပေးနေတဲ့ WUWSC ကိုပါထပ်မံ PR ပေးလာတဲ့အခါမှာတော့ UWSB UWSC ပါငြိမ်ကုန်နေလိုက်ရပါတယ်။စစ်ကောင်စီတရုတ်အကူအညီနဲ့အင်အားပြည့်စုဆောင်ပြီးနှိပညာစစ်လက်နက်ခဲယံအကူအညီနဲ့ရှမ်းမြောက်လမ်းကြောင်းကိုထိုးစစ်အရှိန်မြင့်လာတဲ့အခါမှာအထိနာသွားတာက TNL ဖြစ်ပြီး တောင်ခန့်နောင်ချူကြောင်မဲမြို့အထိပါလက်လွတ်ပေးခဲ့ရပါတယ်။ TNL ထိန်းချုပ်ထားတဲ့တီဘောနဲ့နံပါတ်2အထိပါစစ်ကောင်စီကလေချောင်းနဲ့ပုံကျဲလက်နက်ကြီးပစ်ကူတွေဒရက်ဆက်ပစ်ပြီးရင်မြေပြင်ထိုးစစ်အရှင်တင်လာပါလိမ့်မယ်။ TNL အတွက်တရုတ်ရဲ့ချင်းချောက်မှုနဲ့စစ်ကောင်စီထိုးစစ်အရှင်ကြားမှာညံ့နေပြီးဗျူဟာဖယုတ်ဖယင်းနဲ့တက်တီလို့မရအောင်တောက်ချန်ဆိုင်နေပါတယ်။နံပါတ်2ဘက်ဆိုရင် MNT ထိန်းချုပ်ထားတဲ့ဒေသနဲ့နီးလို့စစ်ကောင်စီထိုးစစ်ကတန့်နိုင်နေပေမဲ့ တရုတ်ရဲ့ PRP ချင်းချောက်မှုကညီနောင်နှစ်ဖို့အတွက်တော့ဒလိုင်းမှဖြစ်စေပါတယ်။ TNL အမန်းကရှမ်းမန်စစ်စီရေးကိုရပ်တန့်ပြီးထိန်းချုပ်ထားတဲ့ရှမ်းမြောက်နယ်မိုးကုတ်ဘက်အချက်မှာတအောင်ပလောင်ပြည်နယ်တူတောင်ပြီးမဟာမိတ်တွေကိုဗတ်ကန်ချင်းကနေနိုင်ငံရေးအမြင်ချင်းမြောက်မှုဖြစ်လာတဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။တိတုံညာနှစ်ခွန်စစ်စင်ရေးတတိယလိုင်းဖြစ်လာမယ်လို့အတန်ထွက်လာပေမဲ့မဟာမိတ်တွေဖြစ်တဲ့ဒနုတက် MAN PDF တပ်တွေနဲ့စီးရင်မဟာပြူဟာဆွဲဖို့တော့အနိုင်နိုင်ဖြစ်နေရပြီး ထိုးစစ်အရှိန်လျှော့ချလိုက်တဲ့တက်ကောင်းဦးလေထွက်ချင်းကဗတ်ပေါင်းစုံရင်းမြစ်တောက်တဲ့စစ်ကောင်စီကိုတက်ဆိုင်ဖို့တောင်ခက်ခဲနေကြရပါတယ်။ကျန်တဲ့ညီနောင်တဘောကလည်းသူ့အခက်အခဲပြင်ဆင်မှုတွေနဲ့ရှုံနေတယ်လို့တော်လိုင်းရေးတအုပ်ဖြစ်တဲ့ KIA ကိုလည်း TNL ဆက်ဆံထားမှုကအခေါ်ပြောလုပ်ဖို့တောင်ခက်ခဲတဲ့အခြေအနေဖြစ်နေပါတယ်။ရှမ်းမြောက်မှာတအောင်ပြည်နယ်ထူထောင်ဖို့ဆိုရင်ရှမ်းလူမျိုးများရဲ့သဘောထားအမြင်ကိုကောက်ယူစစ်တမ်းထုတ်ရမယ့်အခြေအနေမှာဖီဆန်ဆက်ကျင်လာရုံနဲ့မှာက မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့မှပါနေတဲ့ SSPP နဲ့ပါနေမီဆိုင်ရအငင်းပွားမှုထားဖြစ်ပြီးနှောင်ကျင်ထချနေတာက အကြံဖတ်စစ်ကောင်စီအတွက်တင်းကွက် TNL ကိုထပ်မံတက်ခိုက်ဖို့အခွင့်အရေးကောင်းဖြစ်စေခဲ့ပါတယ် TNL အခြေအနေကဒီအတိုင်းဆိုမလွယ်ပါဘူးစုတ်ဖြဲခံရမယ့်ပြင်စစ်ကောင်စီဘက်ကအညှိုးနဲ့ပြချမှာပါပဲတက်ကောင်းကွဲတာကိုပြင်းနဲ့ကိုမို့စစ်ကောင်စီထိုးစစ်ခုခံနိုင်ဖို့ဆိုရင်စစ်လန်းချောင်းကြနေတဲ့တင်းထားတဲ့မြို့တွေတက်က အခိုင်အမာဆုံးဖြစ်မဲ့မြို့ကိုရွေးချယ်ပါကိုစိတ်ကြိုက်စိမြပြင်ဖန်တီးပြီးအခိုင်အမာဆုံးခန်းစစ်စီတိဆောက်ပြီးစစ်ကောင်စီဒုစစ်ကိုတန်းအောင်လုပ်ဖို့ကသာ TNL အနေနဲ့အကောင်းဆုံးရွေးချယ်မှုပါတက်ဆိုင်ပြီးခုခံဖို့ဆိုရရဲ့အချိန်ဆွဲဖို့ရေကလွယ်ပြီး TNL အနေနဲ့အခုချိန်လုံနိုင်တာဒါပဲရှိပါတယ် TNL အနေနဲ့အချိန်မီပြန်စစ်ခြင်းရဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်တောင်းပန်ကြောင်းစာထုတ်ပြီးနိုင်ငံရေးစီးရေးမူဝါဒပိုင်းကိုပြောင်းလဲကမဟာမိတ်တွေနဲ့ဆက်ဆံရေးကိုပြန်လည်ထူထောင်ပါ ် NUG နေသမက KNO KNA ULAA နဲ့ပူးပေါင်းပြီးကျန်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့လျှို့ဝှက်စွာပူးပေါင်းလှုပ်ရှားမှတာအချမ်းဖတ်စစ်ကောင်စီတိုက်စစ်ကိုရိုက်ချိုးဟန်တာနိုင်ပါမယ်။တရုတ်အနေနဲ့စစ်ကောင်စီကိုဗတ်စုံပံ့ပိုးပြီးတပ်ဆိုးရှိအောင်ဆွဲဆန့်နေပေမဲ့ကြိုက်လာတယ်လို့တော့မဟုတ်ပါဘူး။စစ်ကောင်စီကိုလက်ကင်ထုတ်အနေနဲ့ထားပြီးမြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးတယန်ဇာတနဲ့ရင်းမြစ်တွေကိုအပေါ်ကနေကျိုးဆွဲနေဖို့ရည်ရွယ်ထားတာဖြစ်ပြီး ဒုတ်တချက်မုတ်တချက်မူနဲ့ချုပ်ကင်ထားလို့ကျင်တာဖြစ်ပါတယ်မြန်မာပြည်သူလူထုရဲ့စံနာကိုမျက်ကွယ်ပြုပြီးကိုကျိုးစည်းဝါတစ်ခုရဲကိုသာဆောင်ပေးနေတဲ့တရုတ်တို့ရဲ့ debt trap policy နဲ့ BRI က Middle Kingdom အိမ်မက်ကိုအသက်သွင်းနေတာကြောင့်အောင်မြင်ဖို့မလွယ်ပါဘူးမြန်မာအရေးကွက်ကွက်ကလေးတာမဟုတ်ပဲတရုတ်တွေဖျက်ချက်နေတဲ့တကပလုံးလွှမ်းမိုးနိုင်ရေးအိမ်မက်ကနိုင်ငံကြီးတွေကြောင့်မဟုတ်ပဲနိုင်ငံငယ်လေးတွေကြောင့်တရုတ်သင်ငန်းစာ ကြီးကြီးရပါလိမ့်မယ်ထိုင်ဝမ် တောင်တရုတ်ပင်လယ်ပြင်ပိုင်တဲ့ဖိလစ်ပိုင်နဲ့ညှိနေတဲ့ကိစ္စအပြင်တချိန်ကစစ်ဘလူးခုငန်းတော်ကြဖြစ်နေတဲ့ဂျပန်နိုင်ငံတစ်ခုခုနဲ့ conflict ဖြစ်ပေါ်ရှိနေပြီး American ကဒီအပေါ်ကနေ proxy war လုပ်ဖို့ပြင်ဆင်နေပါတယ်တရုတ်လက်အောက်လုံလုံရောက်နေတဲ့မြန်မာအရေးပေါ်ဘယ်နောက်အုပ်စုကမှအရေးတူလုံးမှာမဟုတ်ပါဘူးအတန်ပဲထွက်ပေးပြီးလက်တွေ့ကူညီပေးမှာမဟုတ်ပါဘူးဒါကြောင့်ကျန်းဖတ်စစ်ကောင်စီကအာနာတဆူရှိရေးအတွက်အယက်သားပြည်သူလူထုနဲ့ တော်လိုင်းအဖွဲ့တွေကိုရုံမှာကောက်ကျစ်အောက်တန်းကြစွာနဲ့နှိပ်ဆက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ဒီလိုဆော့ဖ်ဝဲကာလမှာမိမိကိုယ်တိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကိုယ်တိုင်ပြည်သူလူထုတွေကိုယ်တိုင်လက်ချင်းတွဲ fix it လုပ်ပြီးရင်ဆိုင်ကြော်လွှမ်းမှာသာတောင်းခံနိုင်မှာဖြစ်ပါတယ်။2024ခုနှစ်တနှစ်လုံးမှာရှုံမဲမဲ့နေတဲ့စစ်ကောင်စီတရုတ်အကူအညီရပြီးနောက်ပိုင်း2025ခုနှစ်ကနေခေါင်းထောင်ထလာပြီးရှမ်းမြောင်းနဲ့ကရင်နီပြည်နယ်ဘက်မှာအမဲဖြတ်တယ်လို့ထုတ်စစ်ဆင်ခဲ့တာ တနိုင်ငံလုံးသွေးချောင်းစီးနေခဲ့ပါတယ်၂025ခုနှစ်တနှစ်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှု2300ကျော်စံချိန်တင်ထားပေမဲ့မြို့ခုနှစ်မြို့အထိသာပြန်ရထားပြီးမှန်ချက်နဲ့နန့်ထွက်နဲ့မကိုက်ခဲ့ပါဘူးတော်လန်ကြီးတပ်တွေသိမ်းယူထားတဲ့မြို့စရင်စရာအရ96မြို့မှာခုနှစ်မြို့သာပြန်လည်လက်လွတ်ခဲ့ရပြီးတော်လန်ကြီးတပ်ဘက်ကဗမောက်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကိုကြည့်ရင်စစ်ကောင်စီထိုးစစ်ကိုတော်လန်ကြီးအဖွဲ့တွေတောင်းခံထားနိုင်တာကိုတွေ့ရှိရပါတယ်ရခိုင်နဲ့ကချင်စစ်မြေပြင်မှာ စစ်ကောင်စီဘက်ဆုံတုံထူးစဉ်ဆင်ပေမဲ့ AA နဲ့ KIA တိမ့်ပိုက်ထားတဲ့မြို့တစ်မြို့ကိုမှပြန်မယူနိုင်သေးပါဘူး။ကချင်စစ်မြေနာပြင်ဖောက်ကန်ဝိုင်းမော်ဗမော်ဘက်မှာတစ်ဖက်နဲ့တစ်ဖက်အကြိတ်အနည်းထူးစဉ်ဆင်နေပြီးအတိုးဆုံနဲ့ကျိတ်နေတော့ပဲရှိပါသေးတယ်။လာပေါင်းများစွာကြာလာပြီမဲ့ train တိုက်ပွဲကမပြတ်သေးတာကြောင့်တရုတ်ဘက်ကစစ်ကောင်စီကိုကြိတ်မောင်းနေပါတယ်။ hot issue ဖြစ်လာတဲ့မြေရှားတပ်တို့ကြောင့်တရုတ်ဘက်က KIA ပေါ် stick and carrot policy ကျင့်သုံးလာရင် KIA ကလက်ရှိအနေအထားမှာ optimize လုပ်နိုင်တဲ့အခြေအနေရှိနေပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲကနှစ်ပေါက်တော့ပေမဲ့အထက်စစ်ကောင်စီရဲ့စက်ကက27နဲ့ခလာရ49ကိုမသိမ်းနိုင်သေးပဲအတူအဆုံနဲ့အကျိတ်နဲ့တိုက်ခိုက်နေပါတယ်။စစ်ပွဲကြာမြင့်လာလေမြို့ကလုံလုံပျက်စီးနေပေမဲ့ထိနိုင်မလားသိမ်းနိုင်မလားဆိုတဲ့အပေါ်မူတည်ပြီးကချင်ပြည်နယ်ရဲ့ game changer ဖြစ်လာပါလိမ့်မယ်။ဖာကံပတ်မှာစစ်ကောင်စီအရေးတာနေပြီးဝိုင်းမော်ဘတ်ချမ်းမှာ KIA ကအသာစီရနေပါတယ်။နှစ်ဖက်စလုံးက စည်ရေးလိုအပ်ချက်တွေပေါ်တာအပြန်လန်ဆွေးနေပါတယ်။အော်တိုဘာလ14ရက်နေ့မှာမကွေးတိုင်းဝင်ပုတ်ဖြစ်တဲ့အမ်ဘရန်တောင်ယူတလျှောက်မှာရှိတဲ့နွေရီကန်ဗျူဟာဂုံးကိုအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေအပြစ်သက်တက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။တမအဆင့်ထိုင်ချထားတဲ့ဗျူဟာဂုံးဖြစ်တဲ့ပြင်ကပ္ပဆတ်စစ်ရုံတွေအထိုင်ချထားတဲ့နေရာဖြစ်လို့စစ်ကောင်စီအတွက်အရေးကြီးပါတယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းပဲခူးတိုင်းဆက်ဆက်ဒေသဖြစ်ပြီးအေအေအနေနဲ့မဟာမိတ်တွေနဲ့ပြည်မကိုဝင်ရောက်တက်ခိုက်ဖို့အခွင့်အရေးရှိသွားပြီဖြစ်ပါတယ်။ ရခိုင်တောင်ပိုင်းလင်းမြို့နယ်ကိုရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့စစ်ကောင်စီလေတိုက်မှုကိုအေအေကနှုတ်သီးဖြတ်ရိုက်ပေးလိုက်ပြီးငါတို့တင်ထားတဲ့မြို့ကိုစိတ်ကူးရင်နေမဲ့အစားကပ်ပတ်ဆတ်စိတ်ယုံတာဂယူဆိုင်လို့အေအေကအပြောနဲ့မဟုတ်အလုံးနဲ့တတ်သိပြခဲ့ပါတယ်၂025ခုနှစ်ဖေဖော်ဝါရီလမှာအေအေနဲ့မဟာမိတ်တပ်တွေရဲ့ဒုစစ်စင်စတင်တိုက်ခိုက်ခဲ့ပါတယ်အမ်ဘရန်လန်တစ်လမ်းဟောင်းမှာအထိုင်ချထားတဲ့တပ်စခန်းတွေကာကင်းစခန်းတွေအပြင်အရေးကြီးတဲ့နယ်ရီကန်ဗျူဟာဂုံးကိုရရှိလိုက်ပြီး တက်မကိုကိုနဲ့စကကစက်ခွန်လိုအင်အား၄000ကျော်အထိုင်ချထားတဲ့တက်မအဆင့်ကိုဖြိုချလိုက်နိုင်တဲ့အတွက်ငင်းနိုင်လို့ဖြစ်သွားခဲ့ပါတယ်တက်မကိုကိုလည်းတက်ပြုံးသွားသလိုသူ့နေရာအစားဝင်ယူခဲ့တဲ့စကကစက်ခွန်လည်းဖိအတဏီလန်အောင်ဖွက်ပြေးခဲ့ရပါတယ်ရခိုင်ပြည်နယ်မှာမြို့စလီမြို့ချင်းပလက်ဝကိုတင်းယူထားတဲ့အေအေကိုမွေးရစည်းဝါနဲ့အပုတ်ချပေမဲ့ဖြန့်ဖြူးတဲ့လက်တွေကမြန်မာစစ်တပ်ဖြစ်ကြောင်းအေအေရဲ့ခေါင်းဆောင်တွေရဲ့ head evidence အောက်မှာပြပြဝေမှောက်ခေရပြန်ပါတယ်။ A ကအနောက်တကမ်းမှာဘင်္ဂလားနေကြာဆောင်တက် BGB လက်တံမွေးထားတဲ့အကြမ်းဖက်မွတ်စလင်အဖွဲ့ ASA RS ရဲ့တိုက်ခိုက်မှုကိုနှိမ်နင်းရတယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့လူတမျိုးမလူတမျိုးဆက်ဆံနေမှုကိုအတက်နိုင်ဆုံးဖြေရှင်းနေရပါတယ်။နိုင်ငံတကာရဲ့ state asset အတိမတ် ပြုမှုမရသေးတဲ့ ULA အပေါ်ကိုဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယအစိုးရအတိမတ်မပြုသလိုစစ်ကောင်စီဘက်ပေးနေတာကိုက de facto government ဖြစ်ဖို့ရုန်းကန်နေရတဲ့ ULA အတွက်နေဆက်ပြဿနာကလိခဲတဲလေးဖြစ်နေရပါတယ်။စစ်ကောင်စီရဲ့ရခိုင်ဒေသအပေါ်ဩဇာလွှမ်းမိုးမှုမရှိတော့တဲ့အချိန်မှာတရုတ်တို့ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းရှိတဲ့ကြောက်ဖြူတိုက်ပွဲမှာအေကအတက်နိုင်ဆုံးရှောင်ရှားတိုက်ခိုက်ပေးမဲ့တရုတ်ကတုံ့နှိပါဝေလုပ်ပြီးစစ်ကောင်စီကိုစီရင်အရာနှီးပညာရ drone စစ်စင်ရဲ့အကူအညီပေးနေတာမှာမြေနှိမ်ညာလန်ဆိုင်တဲ့ diplomacy ဖြစ်နေပါတယ်။ ဒီလိုအိန်းချင်းဇိုးရီရဲ့တံကိုခံရနေပေမဲ့အေကစီရီအရာရခိုင်ပြည်နယ်ကနေနေဆက်ဖြစ်တဲ့မကွေးပကူအေယော်ရီတိုင်းကနေပြည်မာတဲကိုမဟာမိတ်တွင်နဲ့ပူးပေါင်းတိုက်ခိုက်နေခဲ့ပါတယ်။စီရီနိုင်ငံရဲ့အရာရန်ကုန်နေပြည်တော်ကိုဝင်ရောက်တိုက်ခိုက်နိုင်မှသာအတိအမှတ်ပြုဖို့ညှင်းဆန်နေတဲ့နိုင်ငံတကာကို shoulder to shoulder လုပ်နိုင်မှာဖြစ်ပါတယ်။စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့အကြံဖတ်စစ်ကောင်စီဟာတော်လိုင်းအဖွဲ့တွေကိုချိန်တီပေါင်းမနိုင်တော့ပါဘူး။ရင်းမြစ်ပေါင်းစုံရနေတဲ့စစ်ကောင်စီဟာ စစ်မျက်နှာတစ်ခုတည်းသာထိုးရင်နိုင်ပေမဲ့စစ်မျက်နှာပြင်၃ခုဆိုရင်ရှုံမှာပါပဲနောက်ပြီးလေကြောင်း air strike တာမရှိရင်စစ်ကောင်စီ2024ခုနှစ်မှာကလေးကရှုံနေပြီးမော်စကိုကိုလစ်ပြေးရမှာပါပဲအခုလဲပစ်လောက်ကောင်းထောင်လာတယ်ပြောပြော AAKNE နဲ့ NUG PDF တွေကိုမနိုင်တော့ပါဘူး AA ကကိုသွားကျင်တယ်လဲချမှတ်ထားတဲ့မူဝါဒအတိုင်းခြေတန်းလုံလုံနဲ့သွားနေတဲ့အတွက်မကြခင်မှာတော်လန်ကြီးတပုံကနေအနာဂတ်အစိုးရဖြစ်လာဖို့ရှိနေပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချီးတိုးရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။